နေစင်မနဲ့ဒေသနာဆီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူအခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဆုတောင်းမပြည့်ရခြင်းဟာခွင့်မလွတ်လို့ဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တို့ဆုတောင်းတက်ကြတယ်နော်ခရိယံယုံကြည်သူတိုင်းဆုတောင်းတက်ကြတယ်အပြင်မှာကျွန်တော်တို့ဖခင်အကြောင်းပလင်ပေါ်မှာ စုမတောင်းတက်တဲ့သူတွေတချို့ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့အိမ်မှာကိုဟောက်ကိုဘုရားသခင်ကိုစုမတောင်းတက်တဲ့သူတော့မရှိတလောက်ပဲ။ကျွန်တော်တို့လိုအပ်ချက်ကိုဘုရားသခင်စီမှာတောင်းတက်တယ်။တောင်းလဲတောင်းနေကြပဲ။ဒါပေမဲ့စဉ်းစားဘူးလားမသိဘူး။ဒါမျိုးကြုံဘူးလားမသိဘူး။ကျွန်တော်တို့စုတောင်းတာ မရဘူး။မရဘူး။စုတောင်းတာ3လ5လ6လတစ်နှစ်။အိုးတချို့ဆိုနှစ်ဆယ်ချီဘုရားသခင်နားမညောင်း ဖယားသခင်ကဘာလို့ငါရဲ့စူတောင်းတန်ကိုနားမညောင်းတာလဲတမချင်းစာထဲမှာဖယားသခင်ဘာလို့ကျွန်တော်တို့ရဲ့စူတောင်းတန်ကိုနားမညောင်းတာလဲဆိုတာအ ਨੇ ဆုံးအဖြေ9မျိုး10မျိုးလောက်ရှိတယ်အဲ့ဒီ9မျိုး10မျိုးထဲမှာကျွန်တော်လည်းအများကြီးဝင်ငါပြီးပြီဒီကနေ့မှာတော့အဲ့ဒီ9မျိုး10မျိုးထဲကတမျိုးဖြစ်တဲ့ခွင်လွတ်ချင်းကိုကျွန်တော်ပြောမယ်ဟုတ်ပါတယ်ညီကိုမတော်တို့ကျွန်တော်တို့စုတောင်းတိုင်းစုတောင်းတိုင်းဖယားသခင်ကဘာလို့ကျွန်တော်ရဲ့စုတောင်းတန်ကိုနားမညောင်းပေးတာလဲဆိုတော့ အဖြေရှာကြည့်တဲ့အခါမှာကျွန်တော်တို့ကသူများကိုခွင့်မလွတ်လို့ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ကျင်းစာထဲမှာအဲ့ဒီလိုတွေ့တာနော်။ကျွန်တော်ဒီကနေ့ကျမ်းချက်နှစ်ချက်နဲ့ဝင်ငါပေးမယ်။နံပါတ်1ကျမ်းချက်တစ်ချက်ကရှင်မာကုခရစ်ဝင်အခန်းကြီး7အငယ်25ကနေ26အထိဖြစ်ပါတယ်။ကျွန်တော်ဖတ်ပြမယ်နော်။ရှင်မာကုခရစ်ဝင်အခန်းကြီး7အငယ်25 26သင်တို့ဒီစုတောင်းတော့အခါသူတဘာ၌အပြစ်တင်ခွင့်ရှိလင် သူ့အပြစ်ကိုလွတ်ကြလောလွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီတင်တို့၏အပြစ်ကိုလွတ်တော်မူမီတင်တို့သည်သူ့အပြစ်ကိုမလွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီတင်တို့၏အပြစ်ကိုလွတ်တော်မမူဟုမိန်တော်မူ၏ရှင်းနေနော်ညီကောင်မောင်တို့ကျွန်တော်စုတောင်းတဲ့အခါမှာတဲ့ပထမအ우ဆုံးစင်ချင်နှလုံးသွင်းရမှာကဖယားသခင်ဝင်ငါပါရီပြစ်မာထားလေအဲဒါကြောင့်ဖယားသခင်ဝင်ချတောင်းပန်ရမယ် ပြီးရင်ငါ့ကိုလာပြစ်မှားခဲ့တဲ့သူဘယ်သူရှိလဲငါကောသူတို့ကိုခွင်လွှတ်လိုက်ပြီလားအဲ့ဒါအင်မတန်အရေးကြီးတဲ့စင်ချင်းစရာတစ်ချက်ဖြစ်တယ်တဲ့ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာဒါကြောင့်ညီကိုမောင်တော်တို့တင်အိမ်မှာပဲဆုတောင်းဆုတောင်းတင်ကုမ္ပဏီမှာပဲဆူတောင်းဆူတောင်းတင်အလုံးမှာပဲဆူတောင်းဆူတောင်းတင်လမ်းမှာပဲဆူတောင်းဆူတောင်းဖျားเจ้าမှာပဲဆူတောင်းဆူတောင်းဘယ်နေရာမှာပဲဆူတောင်းဆူတောင်းဆူတောင်းတိုင်းဆူတောင်းတိုင်းမှာသူများကိုခွင်လို့ဖို့စင်ချင်တတိယပါ တတိယကြလာညီကိုမောင်တို့ကွန်မန့်ထဲမှာရေးသွားကြည့်စုတောင်းတိုင်းမှာငါသူမျိုးကိုခွင်လို့ပြီးပြီလားဆိုတဲ့အရာကိုတတိယလားတတိယလားတတိယပါတယ်ဆိုလို့ရှိရင်တတိယပါတယ်လို့ရေးသွားပါကွန်မန့်ထဲမှာသူမျိုးကိုခွင်လို့ဖို့တတိယပါတယ်ဆိုတာကွန်မန့်ထဲမှာရေးသွားတတိမရရင်လေသူမျိုးကိုခွင်လို့ဖို့တတိမရပါဘူးဆိုမှရေးသွားလိုက်အေးသူမြောက်ခွင့်လို့ဖို့တတိမရတဲ့သူတွေကျွန်တော်ပြောမယ်တင်စုတောင်းတာဖရာတခင်နားမညောင်းတာအဲ့ဒါကြောင့်ပဲအဲ့ဒါကြောင့်ပဲနားလေပြီလားတန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေ။ ။တန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်အလင်းပေးတယ်လို့အခုနားထောင်နေတဲ့တင့်ကိုလည်းတန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေ။ဘာလို့ကျွန်တော်တို့ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာဖခင်သခင်ကကျွန်တော်တို့ဆုတောင်းတန်ကိုနားမညောင်းတာလဲ။ကျွန်တော်တို့ကသူများကိုခွင့်မလွတ်လို့ဖြစ်တယ်။ညီကိုမောင်မတို့ခွင့်မလွတ်ရင်တင်ဘလောက်ပဲဆုတောင်းဆုတောင်းဖခင်သခင်တင်ရဲ့ဆုတောင်းတန်ကိုနားမညောင်းဘူး။ကျွန်တော်တို့ကလာဆုတောင်းတဲ့အခါမှာကျွန်တော်အပြစ်တွေကိုတော့ဝင်ချတတ်တယ်။ဒါပေမဲ့သူများရဲ့အပြစ်ကိုကျွန်တော်တို့ကခွင့်မလွတ်တတ်ဘူး။ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ဒီဖျားရှိမှဘယ်လိုမျိုးလူဖြစ်သွားပြီလဲ ျွန်တော်ကစိုးတဲ့ကြုံတယောက်လိုဖြစ်သွားပြီစိုးတဲ့ဖရားတကယ်တာသမီတယောက်လိုဖြစ်သွားပြီငါ့ကိုတော့ခွင့်လွတ်ပါခွင့်လွတ်ပါလို့နေလို့လာတောင်းပန်တယ်သူများရဲ့အပြစ်ကိုတော့နေလို့ခွင့်မလွတ်ဘူးပြီးငါစီမာကတော့ကောင်းကြီးလိုချင်နေတယ်ဘယ်ရမလဲဆိုမှဖရားတကယ်အဲ့လိုပြောလိုက်မယ်ညီကိုမောင်မတို့ဒါကြောင့်ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာသူများရဲ့အပြစ်ကို ခွင့်လွတ်ဖို့တတိယပါလို့ကျွန်တော်ခွန်အားပေးချင်တယ်ထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာသူများရဲ့အပြစ်ကိုခွင့်လွတ်ဖို့တတိယပါပြီးလို့ရှိရင် ခွင့်လွတ်မယ်ဆိုမှဆုံးဖြတ်ချက်ချပါဒါမှဆက်စုတောင်းပါမဟုတ်လို့ရှိရင်သူများအပြစ်ကိုခွင့်မလွတ်ပဲနဲ့လာစုတောင်းနေရင်ဖရာသခင်ဘလို့မှနားညောင်းလို့မရဘူးညီကိုမောင်မတို့ပဌနာတော်ထဲမှာဘလို့ပြောရလဲကျွန်တော်ဖတ်ပြမယ်ပဌနာတော်ကျွန်တော်အလွတ်ရတယ်နော်ကျွန်တော်တို့ဖရာเจ้าမှာပဌနာတော်အလွတ်အလွတ်ဖတ်တယ်အိမ်မှာအိမ်ထောင်စည်းဝေးပြီးရင်ပထနာတော်အလွတ်ဖတ်တယ်ကျွန်တော်တို့တရက်တစ်ခါပုံပုံမှန်ပထနာတော်ဖတ်နေတဲ့သူကရှိသေးတယ်ဒါပေမဲ့ပထနာတော်ရဲ့အသေးပဲကိုတင်နားလဲပါသလား အဲ့ဒီပထနာတော့အစအဆုံးထဲမှာအင်မတန်အရေးကြီးတဲ့စကားသခုံးပါတယ်အဲ့ဒါကတော့ရှမတ်တဲခရုရဲ့ခန်းကြီး6အငယ်7နှစ်ထဲမှာလေသူတပားဒီအကျွန်တို့ကိုပြစ်မာတော့အပြစ်များကိုအကျွန်တို့ဒီလွတ်တကယ်တို့အကျွန်တို့ဤအပြစ်များကိုလွတ်တော်မူပါတဲ့ပထနာတော့ဆုတောင်းနေတာကဖယားသခင်ကျွန်တော်တို့ဟာကျမတို့ဟာသူများသူများရဲ့အပြစ်ကိုကျွန်တော်တို့ခွင့်လွှတ်လိုက်ပြီနော်ဖယားသခင်လည်းကျွန်တော်တို့အပြစ်ကိုခွင့်လွှတ်ပါအဲ့လိုမျိုးတောင်းနေတာနော် ဒါကြောင့်ကျွန်တော်မေးချင်တဲ့ပထနာတော်ရွတ်တန်းရွတ်တိုင်းမှာတင်ကလေသူများအပြစ်ကိုတကယ်ခွင့်လွတ်ပြီးလို့အဲ့လိုဆူတောင်းနေတာလားအခုနားထောင်နေတဲ့သူနားထောင်နေတဲ့သူဖြည့်ကြည့်ဖြည့်ကြည့်ပထနာတော်ရွတ်တန်းရွတ်တိုင်းမှာတင်တကယ်ပဲသူများအပြစ်ကိုခွင့်လွတ်ပြီးပြီမို့လို့ဖះရှိမှအဲ့လိုဆူတောင်းနေတာလားဘာလို့လဲဆိုတော့ပထနာတော်ကအဲ့လိုတက်ရောက်တာလေဖះတခင်ကျွန်တော်ကတော့သူများအပြစ်ကိုခွင့်လွတ်လိုက်ပြီဒါကြောင့်ဖះတခင်လည်းကျွန်တော်အပြစ်ကိုခွင့်လွတ်ပါအဲ့လိုမျိုးဆူတောင်းနေရလေတကယ်လို့တင်ကသူများအပြစ်ကိုခွင့်မလွတ်ပဲနဲ့ ပထနာတော်ကိုလာရွတ်ဆူနေတယ်လာဆုတောင်းနေတယ်ဆိုရင်တင်ကလူလိမ်ပဲတကယ်လို့ကျွန်တော်ကသူများအပြစ်ကိုခွင့်မလွတ်ပဲနဲ့ဖယားရှိမှအဲ့ဒီပထနာတော်ကိုလာရွတ်ဆူနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းလူလိမ်ပဲတင်နဲ့ကျွန်တော်ဟာဖယားရှိမှလူလိမ်ပဲဖယားသခင်ကိုလိမ်လို့ကောင်းတယ်လို့တင်ထင်နေလားဖယားသခင်ကျွန်တော်တို့နှလုံးသားထဲကခွင့်မလွတ်တဲ့အရာကိုမသိဘူးလို့တင်ထင်နေသလားမားမယ်နော်ညီကိုမောင်မတော်မားမယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မများ ကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့အရာတွေကိုဘုရားသခင်အကုန်တွေ့ပါတယ်။ဘုရားရှိခိုးရောက်လိုက်မှဆူတောင်းတဲ့အခါမှာခွင်လွတ်ပါ ခွင်လွတ်ပါခွင်လွတ်ပါခွင်မလွတ်လို့ရှင်တင်တောင်းနေတဲ့အရာတွေတစ်ခုမှတင်ရမှာမဟုတ်တလို့အပြစ်တောင်ဖြစ်သွားအောင်ပဲ။ဒါလို့လဲဆိုတော့ပထနာတော်ထဲမှာကျွန်တော်တို့အဲ့လိုဆူတောင်းတယ်လေ။ကိုတော့ကျွန်တော်တို့သူများကိုပြစ်ကိုခွင်လွတ်လိုက်ပြီ။တကယ်ရောခွင်လွတ်လိုက်ပြီလား။ခွင်မလွတ်သေးပဲနဲ့အဲ့လိုဆူတောင်းနေတယ်ဆိုရင်ဘုရားရှိခိုးလူလိန်ပဲလူလိန်ဖြစ်နေတဲ့အတွက်အပြစ်ရှိလားမရှိဘူးလား။ အပြစ်ရှိတယ်။ဒါကြောင့်ပထနာတော်တစ်ခေါက်ဆူလိုက်တိုင်းအပြစ်တစ်ခုတစ်ခုတိုးလာတယ်။ပထနာတော်နှစ်ခေါက်ဆူလိုက်အပြစ်နှစ်ခုတိုးလာတယ်။ဘာလို့လဲခွင့်မလို့တဲ့အပြစ်ခွင့်မလို့တဲ့အပြစ်ဖျားကိုလိန်တဲ့အပြစ်ဘာလို့ဖျားကိုလိန်လဲဆိုတော့ငါတို့ကသူများကိုခွင့်မလို့ပဲနဲ့ခွင့်လို့ပြီးပြီခွင့်လို့ပြီးပြီဆိုမှဖျားရှိမှလိုင်းမှလိန်နေတယ်ညာနေတယ်။အဲ့ဒါကိုဖျားခင်မသိဘူးလား။တီးတယ်နော်။ဒါကြောင့်ချစ်တော်ညီကိုမောင်မများဖျားသခင်တီတီကြီးနဲ့ကျွန်တော်ဖျားခင်ရှိမှတီတီကြီးနဲ့လိန်နေတယ်ဆိုရင်အပြစ်ကြီးတယ်နော်အပြစ်ကြီးတယ်ဒါကို တန်ရှင်တော်ဝိညာဉ်တော်ဒီကနေ့ကျွန်တော်နှုတ်ရှာပါဇက်အပြည့်တင့်ကိုအလင်းပေးနေတာကျွန်တော်လည်းလင်းပေးနေတာခံယူပါခံယူပါဘာလို့ကျွန်တော်တို့ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာလွတ်ချင်အခွင့်ကိုမရတာလဲဘာလို့ဘုရားသခင်စီမှာအလောက်ထိအများကြီးဆုတောင်းနေရတာနဲ့ဘုရားသခင်ဘာလို့နားမညောင်းတာလဲတချို့ဆိုလို့ရှိရင်မနေ့တစ်ခါဆုတောင်းညတစ်ခါဆုတောင်းတရက်ကိုဒံယေလလိုမျိုး၃ချိန်ဆုတောင်းဒံယေလထက်ကြော်တဲ့သူကရှိသေးတယ်တချို့တချို့၅ချိန်ဆုတောင်းဩအဲ့အဲ့၅ချိန်ကသမင်းစားနဲ့ညအိတ်ဝတ်ဘာညာမပါဘူးနော်တီးတက် ။သမင်းစားနဲ့ညအေးကိုတွေပါတွေပါလို့ရှိရင်တရက်ကို10ခေါက်လောက်စုတောင်းတာ။အဲအဲ့လိုမျိုးပေါ့နော်။မနေ့မနေ့နိုးထလာတခါစုတောင်းမနေ့စားစုသမင်းစားစုတောင်းနေ့လေသမင်းစားစုတောင်းညနေသမင်းစားစုတောင်းညနေအိယာဝင်စုတောင်းဒါအခြေခံရဲ့၅၅ချိန်စုတောင်းခြင်းဒီ၅ချိန်ကလွဲလို့တချို့လူတွေကနောက်ထပ်၃ချိန်၅ချိန်10ချိန်လောက်စုတောင်းနိုင်တဲ့သူရှိသေးတယ်။ဒါပေမဲ့ပြက်တနာကစုတောင်းလေလေဘုရားသခင်နားမညောင်းလေလေစုတောင်းလေလေပို့ဆိုးလေလေဘာကြောင့်လဲဘာကြောင့်လဲ ခွင့်မလွတ်လို့ပါညီကိုမောင်မတို့ခွင့်မလွတ်လို့ပါခွင့်လွတ်ပါတင်းနှလုံးသားထဲမှာယံညိုးယံဆရှိနေသူရေဖရာသခင်ကတင့်ကိုဘယ်တော့မှတင်းရဲ့ဆူတောင်းတန်ကိုနားညောင်းမှာမဟုတ်ဘူးသူများကိုခွင့်မလွတ်ပတဲ့ပထနာတော်ရွတ်ဆိုနေတဲ့၍တင်းအပြစ်တစ်ခုပြီးတစ်ခုယူနေတာပဲဒါကြောင့်ခွင့်လွတ်ပြီးမှဆူတောင်းပါဒါမှတာလဲခွင့်လွတ်ပြီးမှဆူတောင်းတန်ကိုဖရာသခင်နားညောင်းမှာဖြစ်တယ်ဖရာသခင်နားညောင်းပြီးမှတာလဲသူရဲ့တင်းရဲ့ဆူတောင်းတန်နေပြည့်စုံမှာဖြစ်တယ် ကြောင့်ညှိကုံချုံမှာစကားတခုမပြောမှန်တော့ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကဆုတောင်းတန်ဖရာတကယ်နားမညောင်းတာကျွန်တော်တို့ခွင့်မလို့လို့ပါရှင်းနေတာပဲခေါင်းစဉ်ကရှင်းနေတာပဲဟုတ်ပါတယ်ညီကိုမောင်တို့ဖရာတကယ်တင်းဆုတောင်းတန်ကိုနားမညောင်းတာကတင်သူများကိုခွင့်မလို့သေးလို့ပါခွင့်လို့ပြီးမှလာဆုတောင်းကြည့်ပါဖရာတခင်မူချတင်းရဲ့ဆုတောင်းတန်အားလုံးကိုနားညောင်းပေးလိမ့်မယ်လို့ခွန်အားပေးနေညီကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနက်မှလည်း ခွင့်လွှတ်ခြင်းရဲ့သင်ခန်းစာကိုပြန်လည်သင်ခန်းစာယူခွင့်ရတယ်။သင်ခန်းစာပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေ။ကျွန်တော်ရဲ့တက်တာထဲမှာတကယ်ပဲသူများကိုခွင့်လွှတ်နိုင်တဲ့ခွန်အားပေးပါ။ကျွန်တော်ရဲ့ကြိုးစားမှုကြောင့်ဆိုရင်မဖြစ်နိုင်ဘူးကိုတော့ကျွန်တော်ခွင့်မလွှတ်နိုင်။ဒါပေမဲ့ဖရာသခင်ဒီကျွန်တော်တို့အကူညီမယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဖရာဒီကျွန်တော်တို့မဆမဖိမမယ်လမ်းပြမယ်ဆိုရင်ကျွန်တော်တို့ခွင့်လွှတ်နိုင်မယ်လို့အကျွင်းမဲ့ယုံကြည်ပါတယ်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဖရာဆက်လက်မဆကောင်းချီးပေးပါမိကြောင်း ခွင်လွတ်တတ်တော်သူဖြစ်လျက်ဆုတောင်းတန်တိုင်းကိုနားညောင်းခံရတော့ဆုတောင်းတန်များဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့